ထရန့်ရဲ့ဗင်နီဇွဲလားစွန့်စားခန်းနဲ့တရုတ်ရဲ့အခမ်းကဏ္ဍအမေရိကန်တရုတ်အားပြိုင်မှုကြောင့်ဂျာကန်စစ်ပွဲတွေဖြစ်လာနိုင်တဲ့ဗင်နီဇွဲလားအခုလိုမျိုးကမ္ဘာအရေးမြမအရေးသတင်းတွေကိုသတင်းခေတ် channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးမမေ့ပါနဲ့နော် အခုတင်ပြချက်ဟာဗင်နီဇွဲလားနဲ့အမေရိကန်ကြားကိစ္စသက်သက်မဟုတ်တော့ဘဲတရုတ်နဲ့အမေရိကန်တို့ရဲ့ proxy war ဂျာဂန်စစ်ဖြစ်လာနိုင်တဲ့အသွင်ကိုစောင့်နေတယ်ဆိုတာကိုလက်ခံနိုင်မှဆက်ကြည့်ဖို့တင်တော်တဲ့တင်ပြချက်ဖြစ်တယ်လို့ဥစွာအတိပေးလိုပါတယ်။အမေရိကန်နဲ့ဗင်နီဇွဲလားတို့ရဲ့ဆက်ဆံရေးဟာဆယ်စုနှစ်ကြာတင်းမာနေခဲ့ပြီးသမ္မတနီကိုလတ်မာဒူရိုရဲ့အဆိုအရကိုအမေရိကန်ကတရားမဝင်ဟုသတ်မှတ်ထားပါတယ်။ ဒါကြောင့်အမေရိကန်ဟာမာဒူရိုအစိုးရကို အာဏာရှင်ဆန်တဲ့ဒီမိုကရေစီဆန်ခြင်းမရှိ နိုင်ငံသားတွေကိုဖိနှိပ်တယ်လို့ဆိုဆွဲပါတယ်။စီးပွားရေးပိတ်ဆို့မှုတွေချမှတ်ပြီးတော့ဖြုတ်ချဖို့ကြိုးစားခဲ့ပါတယ်။အမေရိကန်ရဲ့ဖိအားပေးမှုတွေကြားမှာဗင်နီဇွဲလားဟာစီးပွားရေးနဲ့နိုင်ငံရေးအရာအားကိုးဖို့အတွက်တရုတ်နိုင်ငံနဲ့ပုံမှန်နီးကပ်သွားပါတယ်။ဒါဟာအမေရိကန်ရဲ့စိုးရိမ်ပူပန်မှုအကြီးဆုံးအကြောင်းရင်းဖြစ်လာပါတယ်။ တရုတ်ဟာဗင်နီဇွဲလားကိုဒေါ်လာဘီလီယံနဲ့ချီတဲ့ချင်းငွေတွေနဲ့ယင်းနှိမ့်မြုံနယ်မှုတွေကိုပတ်လန်းရုံဝန်စီမံကိန်း BRI အောက်မှာထောက်ပံ့ပေးထားပါတယ်။ဗင်နီဇွဲလားရဲ့ရေနံစွမ်းရင်နဲ့အခြေခံအဆောက်အုံတွေမှာတရုတ်ကုမ္ပဏီတွေအဓိကခြေကုပ်ယူထားပါတယ်။ဗင်နီဇွဲလားဟာကမ္ဘာအနောက်ထံအမေရိကန်ရဲ့နောက်ဖေးမှာတည်ရှိပြီးတရုတ်ရဲ့ခြေကုပ်ယူမှုဟာအမေရိကန်ကိုတိုက်ရိုက်စိန်ခေါ်သလိုဖြစ်နေပါဗျ။ အမေရိကန်ဟာတောင်တရုတ်ပင်လယ်မှာတရုတ်ကိုဖိအားပေးခဲ့တယ်လို့တရုတ်ကလည်းဗီနီဇွဲလားကနေအမေရိကန်ကိုပြန်လည်ဖိအားပေးဖို့ကြိုးစားနေတယ်လို့အမေရိကန်ကယူဆနေပါတယ်။တမနာမာဒူရိုအတွက်အမေရိကန်ရဲ့ဖိအားပေးမှုတွေဟာသူ့ရဲ့အာဏာကိုဆန့်ကျင်သူတွေကိုနိုင်ငံရေးရာပုံဖော်ဖို့အခွင့်အရေးဖြစ်စေပါတယ်။အမေရိကန်ကဖိအားပေးလေလေသူဟာတရုတ်နဲ့ရုရှားဘက်ကိုပိုးရောက်သွားလေလေ ဖြစ်ပြီး သူ့ရဲ့အာဏာတည်မြဲရေးအတွက်နိုင်ငံတကာအထောက်အပံ့ရရှိလေလေဖြစ်စေပါတယ်။ ဒီလိုအခြေအနေတွေမဖြစ်ခင်စက်တင်ဘာလအတွင်းမှာဘာတွေဖြစ်ပျက်ခဲ့တယ်လဲဆိုတာကိုကြည့်ရအောင်ပါ2025ခုနှစ်စက်တင်ဘာလ2ရက်နေ့ကအမေရိကန်ရေတပ်ရဲ့ဖြတ်သင်းမော်တော်စင်ဟာကာရီဘီယံတောင်ပိုင်းမှာသင်းမော်တစည်းကိုတစ်ခတ်နှစ်မြုပ်ခဲ့လို့လူ၁၂ဦးသေဆုံးခဲ့ရပါတယ်အဲ့ဒီတင်မောဟာဗနီဇွဲလာရဲ့ trend အာရာကွာဒုစရိုက်ဂိုင်းနဲ့ဆက်နွယ်တဲ့မူရစေဝါတွေတင်ဆောင်လာတဲ့တင်မောလို့အမေရိကန်ကကြေညာခဲ့ပါဗျ အရင်ကြာမှာဗင်နီဇွဲလားတိုက်လေယာဉ်နှစ်ဆင့်ဟာအမေရိကန်ရဲ့ USS Jason Damhan စစ်သည်မော်အနီမှာတတိပေးတဲ့အနေနဲ့အနီးကပ်ပြန်တန်းခဲ့ပါတယ်။အမေရိကန်ရဲ့ပင်တဂွန်စစ်ဌာနချုပ်ကတော့အဲ့ဒီလုံဆောင်ချက်ကိုပြင်းထန်တဲ့ရန်လိုမှုဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ ဗင်နီဇွဲလားအစိုးရကကာရီဘီယံရေပြင်မှာတင်မော်ဒဇယ်အားနှိမ့်ညွတ်ခဲ့တဲ့အမေရိကန်ရဲ့တိုက်ခိုက်မှုကိုရှုံချခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုဟာဗင်နီဇွဲလားအစိုးရအားအပြောင်းအလဲဖြစ်စေဖို့လှုံ့ဆော်တဲ့ရှေ့ပြေးနမိတ်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဒါအပြင်ဗင်နီဇွဲလားအစိုးရဟာတောင်းနဲ့ချီတဲ့တပ်ဖွဲ့ဝင်တွေကိုစစ်စည်းရုံကအမေရိကန်ကကျူးကျော်လာပါကတော်လှန်ရေးအစိုးရအဖြစ်ပြောင်းလဲသွားမယ်လို့ဗင်နီဇွဲလားသမ္မတနီကိုလတ်စ်မာဒူရိုကပြောကြားခဲ့ပါတယ်။ ထရန့်အစိုးရအဖွဲ့ကတော့သူတို့ရဲ့လှုပ်ဆောင်ချက်ဟာကာဝေးရေးတသက်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဒါပေမဲ့ပင်လယ်ရေကြောင်းကင်းလက်မှုကအစားပွာတိုရီကိုကျွန်းမှာ F35 ကိုပြောင်းတိုက်လေယာဉ်တွေဖြန့်ကျက်ချထားမှုဟာကာဝေးရေးတသက်ဆိုတဲ့သကလုံးတက်အတိတ်ပဲများစွာပုံမူတက်ရောက်နေပါတယ်။ အထူးသဖြင့်အမေရိကန်ဟာမူရင်းစေဝါနှိမ်နင်းရေးစစ်ပွဲကိုပထဝီနိုင်ငံရဲ့ထိတ်တိုက်တွေ့မှုအဖြစ်ပြောင်းလဲနေပြီးလက်တင်အမေရိကမှာတရုတ်ရဲ့ဩဇာနှွမ်းမှုမှုကို ထိတ်တိုက်တွေ့ဖို့အရေးစွန်လှုပ်ရှားပွဲရှိနေပါတယ်။ဆယ်စုနှစ်ပေါင်းများစွာကြာအမေရိကန်မူရစေဝါနှိမ်နင်းရေးဟာကမ်းခြေဆောင်တပ်ဖွဲ့နဲ့ဒေသဆိုင်ရာတာဝန်ရှိတပ်ဖွဲ့တွေအပေါ်မိခိုးအားထားခဲ့ပါတယ်။ ဒါပေမဲ့ Caribbean ဒေသမှာ USS Iwo Jima စစ်တမောပဲတိန်တုံးကြီးတက်ဖြတ်တင်မောတွေနဲ့နျူကလ িয়ার ရေငုပ်တင်မောတွေပါဝင်တဲ့စစ်တင်မော အုပ်စုကိုဖြန့်ကျန့်ချထားမှုဟာမူရစေဝါနှိမ်နင်းအတွက်မဟုတ်ပဲအစိုးရအဖွဲ့အပြောင်းလဲတည့်ရဲ့အတွက်ပြင်ဆင်နေမှုတွေနဲ့တူညီနေပါတယ်။ဘာဖြစ်လို့လဲဆိုတော့ Venezuela ဟာစွန့်ရင်တွေတူဖို့ပြီးပြည်ပကိုရောင်းချနေရတဲ့စီးပွားရေးအင်အားနည်းတဲ့နိုင်ငံမဟုတ်တော့လို့ပါပဲ။ ဗင်နီဇွဲလာဟာကမ္ဘာအနောက်ခြမ်းဒေသမှာတရုတ်ရဲ့အရေးအကြီးဆုံးမိဖက်နိုင်ငံတွေထဲမှာပါဝင်လာခဲ့ပြီးတရုတ်ဟာသူ့ရဲ့ပလန်းရဝန်စီမံကိန်း BRI အောက်မှာဗင်နီဇွဲလာအတွက်ချင်းငွေတွေနဲ့ယင်းနှိမ့်မြုပ်နှံမှုတွေကိုဒေါ်လာဘီလီယံနဲ့ချီပြီးထောက်ပံ့ပေးနေခြင်းကြောင့်ဖြစ်ပါတယ်။ ဒါကြောင့်အမေရိကန်ဟာဗင်နီဇွဲလားကမ်းလွန်ရေပြင်တွေမှာမူရစေဝါနှိမ်နှင်းရေးကိုစစ်ပုံစံတွင်ခြင်းဖြင့်အမေရိကန်ရဲ့နောက်ကျောဘက်မှာတရုတ်ရဲ့ဩဇာတည်ထောင်မှုကိုတီးခတ်မှာမဟုတ်ကြောင်းအရေးလက္ခဏာပြသနေခြင်းပဲဖြစ်ပါတယ်အမေရိကန်ပြည်တွင်းမှာတော့မူရစေဝါမှောက်ခိုကူးမှုကိုတရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအရေးကြီးလေးတဲ့ရာဇဝမှုတွေနဲ့ဒန်းတူတတ်မှတ်ထားတဲ့ထရန့်ရဲ့နိုင်ငံရေးအယူဆဟာအားကောင်းလာခဲ့ပါတယ် ဒါကြောင့်အမေရိကန်ဟာမူးယစ်အကြံဖက်သမားတွေကိုစစ်အင်အားအသုံးပြုပြီးနှိမ်နင်းနေတဲ့အသွင်ပုံစံပုံဖော်နေခြင်းဖြစ်ပါတယ်။ဒါပေမဲ့တရုတ်ကတော့ဒီအခြေအနေကိုမတူကွဲပြားစွာရှုမြင်ထားပါတယ်။တရုတ်ကုမ္ပဏီတွေဟာဗင်နီဇွဲလားရဲ့ရေနံလျှက်စစ်စွန့်ရင်နဲ့အခြေခံအဆောက်အအုံတွေမှာယင်းနှိမ့်ညွတ်နယ်မှုတွေတိုးမြင့်ခဲ့ကြပါတယ်။ ဒါကြောင့်ဗင်နီဇွဲလာကမ်းလွန်ရေပြင်မှာရှိတဲ့အမေရိကန်စစ်သင်္ဘောအုပ်စုဟာမွေးစေဝါနှိမ်နည်းရေးကိုအကြောင်းပြပြီးတရုတ်ရဲ့ခြေကုပ်ယူမှုကိုအားနည်းစေဖို့အတွက်ကြိုးပမ်းဝယ်ရှိနေပါတယ်။အမေရိကန်ရေတပ်ဟာတောင်တရုတ်ပင်လယ်မှာရေတပ်တင်မောတွေနဲ့ကင်းလှည့်မှုတွေပြုလုပ်ပြီးတရုတ်ကိုဖိအားပေးဖို့ကြိုးပမ်းခဲ့ပါတယ်။အခုအခါမှာတော့တရုတ်ဟာဗင်လီဇွဲလာနိုင်ငံကိုခြေကုပ်ယူပြီးအမေရိကန်ကိုပြန်လည်ဖိအားပေးဖို့ကြိုးပမ်းနေတယ်လို့အမေရိကန်အစိုးရကယူဆနေပါတယ်။ မာဒူရိုအတွက်တော့အမေရိကန်ရဲ့စစ်အင်အားဖြန့်ကျက်မှုဟာအန်ဒီယေရှိတယ်လို့နိုင်ငံရေးအကျိုးမြတ်လဲရရှိနိုင်ပါတယ်။အမေရိကန်ကဖိအားပေးလေလေမာဒူရိုဟာသူ့ရဲ့အာဏာတပ်တန်းရှေ့ရေးအတွက်တရုတ်နဲ့ရုရှားဘက်ကို ရောက်ရှိသွားလေလေ ဖြစ်နေပါလိမ့်မယ်။ဒါကြောင့်အမေရိကန်ရဲ့မဟာဗျူဟာဟာဗင်နီဇွဲလားကိုတရုတ်နဲ့ဆက်ဆံရေးပုံမှုနီးကပ်သွားစေမယ့်အခြေအနေကိုရောက်ရှိစေမှာဖြစ်ပါတယ်။လက်ရှိအချိန်မှာအမေရိကန်ရဲ့စစ်အင်အားဖြန့်ကျက်မှုကို လက်တင်အမေရိကန်နိုင်ငံတွေရဲ့အစိုးရတွေကတတိထားနေကြပါတယ်မက္ကဆီကိုသမရာဂလာဒီယာရှင်းဘန်ကတော့တဖက်သက်စီရေးအသွင်ဆောင်တဲ့လှုပ်ဆောင်ချက်တွေကိုဆန့်ကျင်ကြောင်းသတိပေးခဲ့ပါတယ်။ဘရာဇီးသမရာရဲ့အကြံပေးပုဂ္ဂိုလ်ဆဲဆိုအမ်မိုရင်ကလည်းလက်တင်အမေရိကဟာပြည်ပရဲ့ဂျာဝင်ဆွတ်ဖက်မှုတွေကြောင့်နာကျင်ခံစားခဲ့ရတဲ့အဖြစ်အပျက်တွေရှိခဲ့ကြောင်းအမေရိကန်ကိုသတိပေးခဲ့ပါတယ်။ နွေးစေဝါတိုက်ဖြတ်ရေးမှာအမေရိကန်ရဲ့ကာလကြာရှည်မဟာမိတ်ဖြစ်ခဲ့တဲ့ကိုလံဘီယာနိုင်ငံကတော့ပဋိပက္ခဖြစ်လာမဲ့အရေးကိုစိုးရိမ်ကြောင်းလေတံပစ်လာခဲ့ပါတယ်။တရုတ်ကတော့အခြေအနေကိုအနီးကပ်စောင့်ကြည့်နေသေးပါ။တရုတ်ဟာလွန်ခဲ့တဲ့နှစ်တွေကတည်းကအမေရိကန်ရဲ့စစ်အင်အားဖြန့်ကျက်မှုကိုဆန့်ကျင်မှုအတွက်ငွေကြေးရင်းနှီးမြှုပ်နှံမှုမလုံးတွေကိုအသုံးပြုခဲ့ပါတယ်။ တကယ်လို့အမေရိကန်အနေနဲ့စစ်အင်အားပြထိန်းချုပ်တဲ့နိုင်ငံရေးမူဝါဒကိုအရှိန်မြင့်မယ်ဆိုရင်လေတရုတ်က၎င်းရဲ့အာဏာအပြော့ဆော့ပါဝါကိုသုံးပြီးစွန့်ရင်နဲ့ယင်းနှိမ့်နှံမှုတွေမှာတိုးမြင့်မှာဖြစ်ပါတယ်။အမေရိကန်ဟာမူရီဆေဝါတိုက်ထည့်ရေးအထူးသဖြင့်ဗီနီဇွဲလားကိုအကြောင်းပြုပြီးတရုတ်နဲ့ proxy war ဆင်နွှဲမယ်ဆိုရင်ဒေတာရင်းတည်ငြိမ်မှုကိုအရေးစုံလှုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒါကြောင့်အမေရိကန်အတွက်အဓိကထိန်းချောက်မှုဟာမွေးရစေဝါဆိုခြင်းထက်ပထဝီနိုင်ငံရေးပဋိပက္ခဖြစ်နိုင်တယ်ဆိုတဲ့အချက်ကိုသတိမပြုမိပါကအမေရိကနိုင်ငံတွေမှာအင်အားချိန်ဝင်ရှာ ပြောင်းလဲသွားစေပါလိမ့်မယ်ဒီပဋိပက္ခဟာဗင်နီဇွဲလားနဲ့အမေရိကန်ကြားကိစ္စသက်သက်မဟုတ်တော့ဘဲတရုတ်နဲ့အမေရိကန်တို့ရဲ့ proxy war ဂျာဂန်စစ်ဖြစ်လာနိုင်တဲ့အသွင်ကိုဆောင်နေပါတယ်။အမေရိကန်မူရစေဝါနိုင်ငံရေးကိုအကြောင်းပြပြီးစစ်အင်အားပြခြင်းဖြင့် ထဝီနိုင်ငံရဲ့ပဋိပက္ခကိုရင်ဆိုင်ဖို့အရေးစွန်နေပါတယ်။ဒေတာရင်းနိုင်ငံတွေဖြစ်တဲ့မက္ကဆီကိုနဲ့ဘရာဇီးတို့လို နိုင်ငံတွေကအမေရိကန်ရဲ့စစ်ရေးအသွင်ဆောင်တဲ့လှုပ်ဆောင်ချက်တွေကိုသိပြီးကြံနေကြပါတယ်။ဘာကြောင့်လဲဆိုတော့လက်တင်အမေရိကသမိုင်းမှာပြည်ပရဲ့စစ်ရေးဆွဲဖက်မှုကြောင့်နာကျင်ခဲ့ရတဲ့အတွေ့အကြုံတွေရှိခဲ့လို့ပါ။သူတို့ဟာဒီဒေတာကိုထပ်ပြီးမတိမငိမ့်ဖြစ်စေမဲ့ပဋိပက္ခကိုမလိုလားပါဘူး။ တကယ်လို့အမေရိကန်ကစစ်အင်အားပြချင်းချောက်မှုတွေဆက်လုပ်နေမယ်ဆိုရင်တရုတ်ကလည်းအာဏာအပြော့ဆော့ပါဝါကိုသုံးပြီးဗင်နီဇွဲလားအပေါ်ဒေတာတွေမှာစွန့်ရင်တဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုတိုးမြှင့်သွားပါလိမ့်မယ်။ American Venezuela ဆက်ဆံရေးဟာအကြက်တဲတစ်ခုဖြစ်ပါတယ်။ ဒီအကြက်တဲကိုဖြည့်ရှင်းရမှာ အမေရိကန်ကမူရဲ့အကြံဖက်သမားများကိုနှိမ်နှင်းတာလို့ပုံဖော်ပေမဲ့တကယ်တမ်းမှာတော့အမေရိကန်ရဲ့နောက်ကျောဘက်မှာတရုတ်ရဲ့ဩဇာမှတ်မှုမှုကိုဟန်တားဖို့ကြိုးစားနေတဲ့ပိုကြီးမားတဲ့ပထဝီနိုင်ငံကြီးတိုက်ပွဲရဲ့အစိပ်ပိုင်းတစ်ခုဖြစ်နေပါတယ်။ဒီလိုလှုပ်ဆောင်မှုတွေဟာလက်တင်အမေရိကတိုက်ရဲ့အင်အားချိန်ွယ်ရှာကိုရေရှည်မှပြောင်းလဲသွားစေနိုင်ပါတယ်။ အခုတင်ပြသွားတဲ့တင်ပြချက်တွေပေါ်မှာမိတ်ဆွေတို့ရဲ့သုံးသက်ချက်တွေကိုလည်း comment တွေကနေတဆင့်ဖော်ပြပေးခဲ့ကြပါအောင်ရှင်။အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ကမ္ဘာအရေးမြမအရေးသတင်းများစွာကိုနားဆင်ဖို့သတင်းခစ် channel ကို like and subscribe လေးလုပ်ပြီးအားပေးကြပါအောင်ရှင်။ဘေးနားက notify bell လေးကိုနှိပ်ပေးဖို့လည်းမမေ့ပါနဲ့နော်။ကြည့်ရှုသူအားလုံးဘေးရန်ခတ်သိမ်းကင်းရှင်းကြပါစေရှင်။